ချို့အများကြီးညွန်မှန်းပြီးတော့လာပေးတယ်ဆိုတော့ကျွန်တော်ထိသွားရှင်မှာကျွန်တော်တကယ်ပြောတာကျွန်တော်မူးကကျွန်တော်မသိတော့ကျွန်တော်တင်းနေလမ်းလျှောက်သွားသေးတယ်ထင်တယ်အဲလမ်းလျှောက်သွားတော့ကျွန်တော်ကျိုးသွေးလိုက်ကျိုးသွေးလို့ကျွန်တော်တန်းကန်လိုက်ကျွန်တော်ဆရာပြောတဲ့အမြဲမှမိတယ်ဆိုတော့ဆရာပြောတဲ့အတိုင်းပဲကျိုးချင်းချင်းသွားပြေးပြေးတဲ့ချိန်မှာလည်းကျွန်တော်ကျွန်တော်မနိုင်တော့ပါဘူးကောင်းအောင်မူးနေပြီအဲသွားကန်ပြီးတော့ကောင်းဖြီတာရတယ်ဆိုပြီးတော့ပြောတာဒါပေမဲ့တကယ်တော့ပြန်လွတ်တဲ့ချိန်မှာလူက၂ရက်၃ရက်လောက်နေနေရတယ်ဒါပေမဲ့ ပြိဿအားကြောင့်ပါပဲအဓိကတော့ဒါလုံးဝရှင်ပြီးတော့မဖြစ်ဘူးစိတ်နဲ့ကျွန်တော်အမြင်နဲ့ထားတာကကျွန်တော်နိုင်အောင်လုပ်ရင်မေ့အောင်လုပ်လိုက်မေ့အောင်လုပ်လိုက်ဒါဆိုရင်နိုင်သွားမယ်ဒါမှမဟုတ်အလဲထိုးဆိုရင်တော့ဥစားပေါ့တခုအရှိုက်တို့ဖြစ်ဖြစ်တခုပြင်တာပဲလုံးဝအသက်မရှူနိုင်တော့အဲ့လိုမျိုးဆိုရင်တော့နိုင်တယ်ဒါတိုင်းဆိုတော့ဘရောမနိုင်ပါဘူးစီကင်းက54မှာရွေးကန်ကြည့်တော့ဗောနော်အဲကျွန်တော်အကောင်းဆုံးပြင်ဆင်ထားတယ်ဒီကိန်းလည်းတော့ပြိုင်အောင်ပါ ကျွန်တော်အစွမ်းရှိတဲ့လောက်ကျွန်တော်မှတတ်တာပညာတတ်တာလောက်ကျွန်တော်အကောင်းဆုံးပြိုင်သွားမယ်ဘရောမှလည်းဟိုလိုမျိုး short သွားမှာမဟုတ်ဘူးကျွန်တော်အကောင်းဆုံးပြိုင်သွားမယ်ဒီဘွဲဟိုမနိုင်ခဲ့တဲ့တကြောအားလုံးကိုအများကြီးမှအများကြီးတောင်းပါပါတယ်လို့ပထမဦးဆုံးပြောချင်ပါတယ်ဟုတ်ကဲ့ဒါပါပြောဒါကိုယ့်ပထမဆုံးပွဲလို့လည်းဖြစ်တယ်ဒီတော့ဆိုရှယ်နိုင်ဆိုလည်းတကယ်စစ်ကြောက်ဖိုက်တာတောင်ဖြစ်တယ်ပေါ့နော်။ဒါပြုတ်ကိုပွဲအောင်ကထိုးခဲ့တယ်။ပြနိုင်ခဲ့တယ်။ဒါဘာပြောနေဒီရဲ့ပထမဆုံးပွဲထိုးကြောင်း ဘယ်လောက်ထိကိုကိုစိတ်ကျဉ်းနေမှုရှိနေလဲစိတ်ကျဉ်းနေမှုတော့ကျွန်တော်ကအများကြီးမရှိပါဘူးကျွန်တော်အများကြီးတက်ကနစ်ပိုင်းဆိုင်ရတယ်အများကြီးပြုပြင်ရမယ်ဆိုတော့ဥစ္စာတော့အတိလေတော့ရလိုက်တယ်ပေါ့အတွေ့အကြုံကတော့အများကြီးရပါတယ်ဝမ်းမှာသွားထိုးဖြစ်တာကဒီကိုရှင်းောင်းနဲ့ထိုးပြီးတော့စီကင်းကမ်ကိုပြန်ရောက်တဲ့အချိန်မှာเออเสียจอเซนอูอ่ะကျွန်တော်ပြောပြတာဗောနော်အဲဒါနဲ့ကျွန်တော်ဆရာပုံပို့လာပြီးတော့ အဲကျွန်တော်တို့လေ့လာဖြစ်တာပဲသူ့ပွဲတွေကြည့်တော့ तू ကသားလိုက်တယ်လေ तू ဖိုက်တာလုံးဝကောင်းတယ်အဲ့လိုလိုက်တာလိုက်တဲ့ချိန်မှာ तू ကလက်ကတ်ကြတာမျိုးတွေမျိုးရှိတဲ့ချိန်မှာကျွန်တော်ဆရာနဲ့ကျွန်တော်လည်းပြင်ထားတာဘယ်လိုပြင်ထားလဲဆိုတော့ဟုတ်ကဲ့ကောင်းတာကိုပြင်ထားတာကောင်းတာကိုမှလုံးဝအပိုင်ကိုဆောင်လို့တယ်ပြင်ထားတာကိုမှစင်မော်ရောက်လဲရောက်တော့ तू ကလည်းကောင်းတာကစားတာ तू ကလည်းလူငယ်ပြီပြီလေဟုတ်ကဲ့ဟိုစိတ်ကမရှိဘူးတခါလေးဆိုအဲ့လိုချိန်နေရတာကြီးရမကောင်းဘာဖြစ်လို့ ပြိတ္တာလည်းကြီးတော့အနစ်မရဘူးအဲ့လိုဆိုအာမလူတော့ပါဘူးဆိုဝင်ဖို့လောက်တယ်ဝင်ဖို့လောက်တယ်ဒါပေမဲ့သူကလည်းတေချာလေးတေသားဆိုဩငါဝင်လိုက်ငါမှားရင်တကွက်ပဲဆိုပြီးတော့အဲ့နဲ့တိတ်မဝင်သေးဘူးအဲ့နဲ့အာနောက်မှပဲကြာလာမှပဲတဖြည်းဖြည်းချင်းစီလိုက်လိုက်ဟိုစားလောက်တာပေါ့အမှလည်းကို့အမားလည်းအများကြီးမြင်ရပါတယ်အဲကြောင့်ပြန်ပြင်ခွင့်ရတာပေါ့ကွာချားမှုကတော့တက်ကနစ်ပိုင်းကတော့ကွာချားမှုရှိပါတယ်သူကကောင်းပါတယ်ပြင်သူကလည်းဝိတ် ကလည်းကြီးတယ်ဆိုတော့သူ့အနာကလည်းတိတ်သားရတော့မကတော့မကတ်ရဲဘူးတက်ကနေကတော့တော်တော်ကွာပါတယ်သူနေတော့နောက်တစ်ခါပြန်ထိုးခြင်းအာထိုးမှာထိုးခြင်းလည်းဘာလို့ဆိုအဓိကကကျွန်တော်ဖက်ကအကောင်းဆုံးပြန်ပြေစင်ရအောင်ပါဗောနော်ချက်ချင်းကြီးတော့ပြန်ထိုးမစင်တော့ထိုးလို့တော့အဆင်ပြေသေးဘာဖြစ်လဲဒါကျွန်တော်ကျွန်တော်အတိတယ်ဂျာတက်ကနေပိုင်းရရင်ကျွန်တော်အများကြီးလိုသေးတယ်ဆိုတော့ဒါတချင်းချင်းပြန်တွေ့ရမှာပါပဲဟုတ်ကဲ့ပရိသတ်အားပဲပြောရမှာပေါ့အဓိကပရိသတ် သွေကိုပြန်ပြီးတော့ကြည်ရတာပေါ့ကိုမြန်မာပြိတ်သက်တွေကအများကြီးပဲလာအပိကြတယ်ပထမဟုတ်သားပေါ့နော် white crew သွားပြတဲ့ချိန်လေးပြိတ်သက်နဲ့မိတ်ဆက်ပြီးတော့လက်ဝဲကြီးပေါ့မွေလက်ဝဲကြီးသွား white crew သွားပြတဲ့ချိန်ကျရင်အမှလာအပိကြတဲ့သူရှိတော့ဩလာအပိတာပဲဆိုတဲ့စိတ်နဲ့အဲကြောင့်ပဲကိုကိုရန်ကဒီဇိုင်းပူရာကောင်တာပြန်ကစားမှဆိုသူမထွက်လာဘူးဆိုတော့ဘောရမမြန်ဘူးဆိုပြောရမှနှိမ့်မှဆိုတော့ကိုရန်ကိုအရင်ဆုံးဝင်ပြင်းတာ အတိကပြိတ္တပဲကျွန်တော်ပြောအများနဲ့ပြောတယ်ကျွန်တော်ပြိတ္တကြောက်ပဲဟိုကျွန်တော် လာအားပေးတဲ့လူအများကြီးပဲလေကျွန်တော်ပြောဆိုထိုင်းမှာလေအခုမြန်မာပြည်မှာဆိုရင်တော့ကိုယ့်အိမ်မှာကိုလာအားပေးလေထိုင်းမှာကျတော့အလုတ်လုတ်ပြီးတော့လာအားပေးတချို့ဆိုရင်ထိုင်းမှာဆိုရင်လေကျွန်တော်ရောက်သွားတဲ့အချိန်ကျရင်တခါလေကားကိုတနားနေနားလောက်စီးပြီးတော့လာရတဲ့လူတွေလည်းရှိတယ်ကျွန်တော်တွေ့ရတယ်အဲ့အချိန်မှာကျွန်တော်စိတ်ထဲမှာအော်သူတို့လည်းပြီးတချို့လူဆိုတော့လာအားပေးတယ်၁၇နှစ်ကျော်လောက်ပြန်ပြီး၄နှစ်ကျော်လောက်အလုတ်ပြန်ချက်ချင်းပြန်ဆင်းတဲ့လူတွေလည်းရှိတယ် အဲ့မျိုးဆိုတော့ကိုယ်စိတ်ထဲမှာတော့အော်ဒုက္ခဒုက္ခများတယ်မှာတော့ကိုယ်အများကြီးညှော်မှန်းပြီးတော့လာပေးတယ်ဆိုတော့ကျွန်တော်ထိသွားချိန်မှာကျွန်တော်တကယ်ပြောတာကျွန်တော်မူးပါကျွန်တော်မသိတော့ကျွန်တော်နေ့လမ်းလျှောက်သွားသေးတယ်ထင်တယ်အဲလမ်းလျှောက်သွားတော့ကျွန်တော်ကျိုးတွေးလိုက် ကျိုးတွေးလို့ကျွန်တော်တန်းကန်လိုက်ကျွန်တော်ဆရာပြောတဲ့အမြဲမှတ်မိတယ်ဆိုတော့ဆရာပြောတဲ့အတိုင်းပဲကျိုးချင်းချင်းသွားပြေးပြေးတဲ့ချိန်မှာလည်းကျွန်တော်ကျွန်တော်မနိုင်တော့ပါဘူးခေါင်းအောင်မူးနေပြီအဲသွားကန်ပြီးတော့ခေါင်းဖြေတာရတယ်ဆိုပြီးတော့ပြောတာဒါပေမဲ့တကယ်တော့ပြန်လွတ်တဲ့အချိန်မှာလူက2ရက်3ရက်လောက်နေနေရတယ်ဒါပေမဲ့ ပြည်သက်အားကြောင့်ပါပဲအဓိကတော့ဒါလုံးဝရှုံးပြီးလို့မဖြစ်ဘူးစိတ်ကနေကျွန်တော်အမြင်နဲ့ထားတာကကျွန်တော်နိုင်အောင်လုပ်ခြင်းမေ့အောင်လုပ်လိုက်မေ့အောင်လုပ်လိုက်ဒါဆိုရင်နိုင်သွားမယ်ဒါမှမဟုတ်အလဲထိုးဆိုတော့ဥစားပေါ့တခုအရှိုက်တို့ဖြစ်ဖြစ်တခုပြင်လာပြီလုံးဝအသက်မရှူနိုင်တော့အဲ့လိုမျိုးဆိုရင်တော့နိုင်ဒီတိုင်းဆိုတော့ဘရောမနိုင်ပါဘူးနော်။ဒီကူသားဒီမာဂုံတွေကိုကြာနိုင်ရဲ့နော်။ဟုတ်။ဘာမှတော့ကျွန်တော်ဝေသားမှာတော့ကျွန်တော်ချန်ပီယံဖြစ်ချင်တယ်။ဖြစ်ဖို့အတွက်လည်းကျွန်တော်အများကြီးဟို အများကြီးမှအများကြီးပြင်ဆင်ရအောင်မှာပဲတကယ်ဟိုကတက်ကနစ်ပိုင်းဆိုင်ရာလုံးဝတကယ်မိုးနှံမြေလို့ပြောတာကျွန်တော်သိရတယ်ကွာအဲကြောင့်ကျွန်တော်အကောင်းဆုံးပြင်ဆင်လာတဲ့အကြောင်းတက်ကနစ်ပိုင်းဆိုင်မှာချန်ပီယံဖြစ်ဖို့တော့ညောင်းများထားပါတယ်ကြိုးစားမှုကတော့အရင်အထက်ဆိုင်ပို့စီကံကိုကိုပို့စီကံချရမယ်ပို့ပြီးတော့တင်းကြရမှာပေါ့ဒါပြီးတော့အခုကလူကပို့တိများလာတယ်ဆိုတော့ကိုကိုပေါ်ပေါ်တတန်နေလို့မရတော့လေအဲဆိုကျွန်တော်တူးတယောက်ထဲနဲ့တက်ဆိုင်သွားတဲ့အရာမဟုတ်ဘူး ွားတိုးတယ်ဆိုရင်လေဟိုရှုံးသွားတာတော့ရှုံးသွားတာပေါ့နိုင်သွားတာလည်းနိုင်သွားတာပေါ့ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာကျွန်တော်တတ်မှတ်ထားတာပါသူများရေတော့ဘယ်လိုတတ်မှတ်လဲတော့မသိဘူးဟိုကျွန်တော်တယောက်တည်းနဲ့တတ်ဆိုင်တယ်လို့တော့ကျွန်တော်မတတ်မှတ်ပါဘူးဘာဖြစ်လို့ဆိုအများအများနဲ့တတ်ဆိုင်တယ်ဘာဖြစ်လို့နိုင်ငံကိုစားပြုသွားတာသွားရတဲ့ချိန်ကျတောင်းဝတအားကြီးလို့ပေါ်ပေါ်တန်တန်သွားတွေ့လို့မရဘူးအဲဆိုတော့ကျွန်တော်ကျွန်တော်အကောင်းဆုံးပြင်ဆင်မယ်ကျွန်တော်ကျွန်တော်အကောင်းဆုံးဟုတ်သားအများကြီးဟုတ်သားကိုကိုတရားပေးပြီးတော့ဒီချာလုံမယ် မှားတာလေးတွေရှိတယ်ရယ်ကျွန်တော်ထောက်ပြလို့ရပါတယ်ဒါမဲ့အဲဒါတော့ရမကဟိုဟိုဒါတော့မလုပ်ဟိုဒါဆိုလို့ဖြစ်အောင်တော့မပြောတာမပြောတာဆက်ဆိုင်တော့ထောက်ပြလို့ရပါတယ်ကျွန်တော်ပြင်ဆင်စရာရှိရပြင်ဆင်လို့ရအောင်ပါနော်နှစ်နာအောင်တော့ပြောပါအားလုံးလည်းအားပေးနေကြပါဘူးဘယ်သူမှပြောပါဘူးစီကင်းက54မှာရွေးကန်ကြည့်တယ်ပေါ့နော်အဲကျွန်တော်အကောင်းဆုံးပြင်ဆင်ထားတယ် တက္ကနိပိုင်းဆိုင်ရာလည်းစာသနုမင်းတို့လည်းတရားပြပေးထားတယ်ဟောကိုစီနီယာဖြစ်တဲ့ကိုထွန်းမင်းနိုင်တို့လည်းတရားပြပေးထားတယ်ဆရာမောင်တို့ကိုတို့မောင်းပေးထားတယ်ဆိုတရားလေးပြင်ဆင်ထားပါတယ်စီကိန်းလည်းတော့ပြိုင်အောင်ပါစီကိန်းပါအောင်ဒါမျိုးရှင်းမန်းတာဟောရွှေအကောင်းဆုံးကတော့ကျွန်တော်အစမ်းရှိတဲ့လောက်ကျွန်တော်မှာတတ်တတ်လောက်ပညာတတ်တတ်လောက်ကျွန်တော်အကောင်းဆုံးပြိုင်သွားမယ်ဟောဘရောမှာလည်းဟိုလိုမျိုးချော့သွားမှာမဟုတ်ဘူးကျွန်တော်အကောင်းဆုံးပြိုင်သွားမယ်ကောင်ကတော့အများကြီးကုန်ယူတယ်တာဝန်လည်းအများကြီးပူကြီးလာတယ်ပေါ့ ကိုယ့်ကိုလည်းဟိုပို့ပြီးတော့ထိန်းရမလို့လေအဲ့အဲ့လိုပဲသတ်မှတ်ထားပါတယ်တအားကြီးတော့ဟိုလိုမျိုးဟိုငန်းနာမည်ဟိုတာဖြစ်လာပြီဟိုလိုမျိုးအဲ့လိုမျိုးပိုးဝတ်တန်နေရတဲ့မှာအဲ့လိုမျိုးတော့မနေတတ်ဘူးကိုယ်တာဝန်ကြီးလာတယ်လို့ပဲသတ်မှတ်တယ်ကိုတော့ပုံစံပါကျတော့ကျေးဇူးအများကြီးတင်တယ်ကျွန်တော်လက်ဝဲစထုံးကြရဆရာနဲ့ပဲလက်သွဲလာတာလေအခုဆိုရင်နည်းနည်းကျော်၃နှစ်ပေါ့နော်ဒီလေဆရာလုံးဝကျွန်တော်တည်တည်ဟိုက လိုအပ်တဲ့တိတိလေးကဆရာအကုန်လုံးလုပ်ပေးတယ်ဆရာတော့တော့အောင်မြင်မှုအများကြီးယူပေးရှင်တယ်ကျွန်တော်အပေါ်မှာဆရာအများကြီးမြုံမှန်းထားရလို့ပဲကျွန်တော်ကျွန်တော်မြင်တယ်လေဘာဖြစ်လို့ဆိုတော့တိတိလေးကအစားကျွန်တော်ကိုအမြဲတမ်းပြောတယ်အများကြီးတင်ပြပေးတယ်ဒါမလုပ်ရတော့ဒါလုပ်ရတယ်အမြဲတမ်းတင်ပြပေးတယ်ပြီးဆရာသူများဆရာကြီးလို့မဟုတ်ဘူးအဲ့လိုပြောလို့တခြားဆရာတွေကိုကျွန်တော်ပုတ်ခတ်တာမဟုတ်ပါဘူးကျွန်တော်ရှေ့မှာဆံပြကောင်းတဲ့ယောက်ဖြစ်နေပြီလေကျွန်တော်နဲ့ရောတာရောရောတယ်ဆိုတော့ဟုတ်လို့ရောရောတော့မဟုတ်ဘူး တပည့်တယောက်အနေနဲ့ကောင်းအောင်မွန်ရောပြီးဆက်ဆံပေးတယ်။လုံးဝမူရေးဆေးဝါအလောင်းကစားပတ်သက်ပြီးတော့ဆရာလုံးဝမလုပ်ဘူး။ကျွန်တော်ရှေ့မှာဆံပြရဖြစ်တယ်ဆိုတော့ဆရာလည်းကျေးဇူးအများကြီးတင်ပါတယ်။ Okay အဘိကရရဲ့ပရိသတ်တဲ့အားလုံးကျေးဇူးအများကြီးတင်တယ်ကျွန်တော်အနိုင်မရတဲ့အတွက်ကြောင့်အများကြီးအများကြီးတောင်းပန်ပါတယ်။ကျွန်တော်မဲ့ကျွန်တော်ဒီထက်မကအများကြီးပြင်ဆင်အောင်မယ်ပြီးရင်နောက်ပွဲကျရင်တော့ပြန်တွေ့ကြမယ်ပေါ့အဲ့ချိန်ကျရင်တော့ကျွန်တော်အလဲထိုးနိုင်ရနိုင်ဖို့အတွက်ပြန်ဟိုသာစူးစမ်းတော့ပါမယ်လို့ကျေးဇူးအများကြီးများတင်ပါတယ်